ကျွန်တော် online ပေါ်မှာမကြခဏတွေ့ဖို့ကြံပါပါကျုပ်ခွင်ကိုရေးစိန်ပြီးတော့အပင်ဒီမှာ ဖြန်းမယ်ဆိုလို့ရှိရင်အပင်ဒီအတွက် အရန်ကောင်းတဲ့ကယ်ဆီယမ်တက်ရတယ်အပင်အားစီးဖြစ်တယ်ဆိုပြီးတော့ရေးရည်နေကြတဲ့စောင်းမားတွေစာမျက်နှာတွေတွေ့ဖို့ကြံပါပါအဲ့ဒီနီကိုတုံးကြည့်ဖို့ကြလားနောက်တစ်ခုကဒီနီလန်းကအပင်ဒီအတွက်တကယ်ရောကောင်းရလားဆိုတော့ကျွန်တော်ဒီဗီဒီယိုလေးမှာကြည့်အောင် ကယ်စီယမ်ဆိုတာကအပင်နေအတွက်တကယ်ကိုအရေးပါပါတယ်ဆိုတော့ငရုတ်စိုက်ဖူးတဲ့တောင်သူတွေဆိုရင်သတိထားမိပါပါကျွန်တော်ငရုတ်တွေကပုတ်လာတယ်ပုတ်လာတဲ့နေရာလေးမှာကွက်ပြီးတော့ပုတ်တယ်ပြီးအဲ့နေရာလေးဒီမှာခြောက်လာတယ်ဆိုတော့ဒါဆိုလို့ရှိရင်ကယ်စီယမ်ချိုးတဲ့လက္ခဏာတစ်ခုဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်တို့ခုဒီ online မှာ တွေ့နေရတဲ့ဒီလိုနီလန်းတွေကတောင်သူတွေအတွက်ကိုတကယ်အရင်ကြီးတက်တာပြီးတော့မှဟိုကုန်ကျစရိတ်တက်တာပြီးတော့မှ ဟိုအကျိုးပြုတဲ့နီလန်းကြီးအများကြီး online ပေါ်မှာဖြန့်နေကြတာရှိပါတယ်ဒါပေမဲ့အချို့နီလန်းကြီးကလည်းအာလွဲမားနေတာမျိုးတွေရှိပါတယ်ခုဆိုလို့ချင်းဒီကြက်ဥခွန်ကိုရေးစိမ့်မယ်ရှာလကာကြီးလေးတစ်စွန်းလောက်ထည့်လိုက်ရုံနဲ့ကက်စီယန်ထဲရတယ်ဆိုတဲ့နီလန်းကြီးကတကယ်တကယ်တော့မှားနေပြီးတော့မှတောင်းတကယ်လုံးမယ်ဆိုလို့ရှင်လည်းအချိန်ကုန်ပြီးတော့လူပွေမန်းနာပဲအဖတ်တင်ပါလိမ့်မယ်ကျွန်တော်ပထမအဦးဆုံးနေနဲ့တည်ထားဖို့လိုတာကကျုပ်ခွန်ဆိုတာက အာကျွန်တော်ဒီထုံးကြောင်တဲ့သဘောတရားတူပါတယ်ဆိုတော့ဒီထုံးကြောင်မှာလဲကယ်ဆီယမ်ကာဗွန်နိတ်ပါတယ်လို့ပဲကျုပ်ခွင်မှာလဲကယ်ဆီယမ်ကာဗွန်နိတ်ပါပါတယ်ဒါကထုံးကြောင်နဲ့တူပါတယ်သူ့ရဲ့တဘာဝမှာဟိုကရေမှာပျော်ဝင်နိုင်ခြင်းမရှိပါဘူးရေထဲမှာအကြာကြီးစိန်ထားမယ်ဆိုရင်တောင်မှရေမှာပျော်ဝင်လို့မရပါဘူးမပျော်ဝင်ပါဘူးဆိုတော့ရေမှာမပျော်ဝင်နိုင်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကအမုံဘလောက်ပဲညက်နေအောင်ပဲကြိတ်ထားကြိတ်ထားအပင်ကစုံနိုင်စွမ်းမရှိပါဘူး ဒီလောက်ကြီးအမုံညံ့နေအောင်ကြိတ်ထားပြီးတော့အပင်ပေါ်မှာဖျန်းလေအပင်ကအရွက်တွေကမစုပ်ဦးနိုင်တဲ့အတွက်ကြောင့်လို့ဒါကအကျိုးမရှိတဲ့နီလန်ကြီးပဲဖြစ်နေအောင်ပါ Facebook မှာပါတဲ့နီလန်မှာဆိုလို့ရှိရင်ဒီရှာလကာရေတစွန်းနဲ့ တစွန်းဆိုတဲ့ပမာဏကဒီကြက်ဥခွန်ကိုအရေးပြောပိုးရတဲ့တကူလုံးဝမလုံလောက်ပါဘူးဆိုတော့ဒီလိုနီးပဲသုံးမယ်ဆိုလို့ရှိရင်တော့ဒီကျောင်းအပင်လေးပေါ်မှာရေဖြန်းလိုက်တယ်ဆိုတဲ့သဘောနဲ့ဘာမှန်းသိပ်ပြီးတော့တက်ရမှုမရှိပါဘူးဒါပေမဲ့ကျောင်းဒီ Facebook မှာဆိုလို့ရှိရင်တော့အာကြက်ဥခွန်နဲ့စံစည်းရည်နဲ့စေခိုင်းတာတို့ကြက်ဥခွန်ကိုထောင်းပြီးတော့မှစံစည်းရည်နဲ့ဒီအချာတော့အချုံမုံတို့ဘာညာရောခိုင်းတာတွေဖြစ်လိမ့်မယ်ဆိုတော့ဒီစံစည်းရည်တို့အချုံမုံတို့ကအပင်အတွက်အကျိုးရှိတယ်ဒါဒီတကြောင်မလို့အာအကျိုးနေငယ်ရတဲ့ ညီရှိတယ်ဆိုပေမဲ့ဒီကျုပ်ခွန်ထဲရတဲ့ရွယ်ချက်နဲ့ကျုပ်ခွန်အနီးပြီးတော့ရနိုင်တဲ့အာဟာရတွေအတွက်ကတော့အပင်အားရနိုင်မှာမဟုတ်ပါဘူး okay အဲ့တော့ကျွန်တော်နိုင်ငံတကာသုတေသနအထောက်အထားတွေဖြစ်စဉ်တွေမပြောခင်မှာဘလို့တုံးရမလဲဆိုတဲ့ဟာလေးကိုကျွန်တော်အရင်ပြောပြပါမယ်ဒါဗီဒီယိုကြည့်ရတဲ့သူအများစုကလည်းဒီဟာကိုတောင်းဆိုထားကြလို့ပါ okay တကယ်နီလန်းအမှန်ကကျော်ဒီကျုပ်ခွန်ကိုပထမအဦးဆုံးဒေဝရဲမှာထည့်ပြီးတော့မှ ဒီအညိုရောင်တန်းလာတဲ့အထိအောင်လှော်ပေးဖို့အတွက်လိုအပ်ပါတယ်ဆိုတော့အဲ့လိုမျိုးအပူပေးပြီးတော့မှမီးပြင်းတိုက်လိုက်တဲ့အချိန်ကြတော့မှဒီကျဲဥခွန်ထဲမှာရှိနေတဲ့အာကက်စီယန်ထက်တွေကအပင်ဆုပ်လိုက်လို့ရတဲ့အခြေအနေတစ်ခုကိုသူကပြောင်းလဲပေးနိုင်စွမ်းရှိပါတယ်ဆိုတော့ဒီတိုင်း ဟိုအစိမ်းတိုင်းလုံနေရတဲ့စားလို့ရှိရင်လှော်လိုက်တာကပို့ပြီးတော့ဖြစ်စဉ်ကိုပို့ပြီးတော့မြန်ဆန်စေတာမြန်ဆန်စေပါတယ်အဲ့ဒါပြီးသွားလို့ရှိရင်တော့ကျွန်တော်လှော်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီကြက်ဥကိုဟိုအခွန်လိုက်တိုင်းစိန်လဲရတယ်ဒါမှမဟုတ်လို့ရှိရင်လည်းအဲမုံမြက်နေအောင်ထောင်းလိုက်မယ်ပေါ့နော်ထောင်းလိုက်တယ်ဆိုလို့ရှိရင်တော့ဒါကမျက်နှာပြင်ပို့များလာပြီးတော့ကျွန်တော်ဖြစ်စဉ်ကိုပို့ပြီးတော့မြန်စေတာဖြစ်ပါတယ်တကယ်နီလန်းအမှန်မှာတော့ဒီကြက်ဥခွန်တစကျွန်တော်ရှာလကားရေစေစားလို့ပါတယ် ဲ့တော့ကျွန်တော်ဒီတဆဆင်စားဆိုတော့ကျွန်တော်ဘလူနီနဲ့တိုင်းမလဲပေါ့နော်ကျုပ်အခွန်นี่ကမမထောင်းထားဘူးဆိုရင်ပို့ပြီးတော့တောင်တိုင်းရခတ်ပါတယ်ဆိုတော့ကျွန်တော်ဒဇွန်နဲ့ဇွန်နဲ့တိုင်းမယ်ဆိုလို့ရင်လည်းကျုပ်အခွန်လိုက်ကြီးဖြစ်နေရပေါ့နော်အကောင်ဆုံးနီလန်းကတော့အလေးချိန်နဲ့တိုင်းတာဖြစ်ပါတယ်ကျုပ်အခွန်တစ်ချက်သားထည့်မယ်ဆိုလို့ရှိရင်ရှာလကရေးတဆသားထည့်ပြီးပေါ့နော်အဲ့တော့မှသာလေရင်ဒီတစ်အချိုးတဆဆိုတဲ့အချိုးကိုရရှိသွားမှာဖြစ်ပါတယ်ဒီကျုပ်ခွန်ကြီးက အာဆာလကာကြီးတွေမှာမြုပ်နေသွားမယ်အနေထားလည်းဖြစ်သွားမယ်ပေါ့နော်ဟုတ်ပြီအဲ့လိုမျိုးရောလိုက်ပြီဆိုလို့ရှိရင်ဒီကျုပ်ခွန်ထည့်ထားတဲ့ပလင်းထဲမှာပဲဆာလကာကြီးထည့်လိုက်ပြီဆိုရင်ဒီအဲ့နေရာမှာအမြုပ်တွေစပြီးတော့တက်လာတာတွေဖြစ်တွေ့ရပါတယ်အဲ့လိုမျိုးဒီကျုပ်ခွန်နဲ့ဆာလကာကြီးနဲ့ရောပြီးတော့ပလင်းခွန်ထဲမှာထည့်လိုက်ပြီဆိုကြတဲ့ကဒီကျုပ်ခွန်ဒီပေါ်ကနေပြီးတော့အမြုပ်လေးတွေ တက်လာတာမျိုးတွေတတိထားမိပါလိမ့်မယ်ဆိုတော့အဲ့ဒါကဘာလဲဆိုတော့ဒီကျဟုခွန်ထဲမှာရှိရဲ့ကယ်စီယံတွေကဒီရှာလကာရေတဲကိုပျော်ပြီးရောစီစဉ်လာတာတွေဖြစ်ပါတယ်ဆိုတော့ရှာလကာရေနဲမယ်ဆိုလို့ရှိရင်ဒါမျိုးတွေကတိတ်ပြီးရောတွေ့ရမှာမဟုတ်ဘူးเนาะဆိုတော့ရှာလကာရေများများထဲတော့မှလာလေဒီလိုမျိုးတွေတွေ့ရမှာဆိုတော့အဲ့လိုမျိုးအမြုပ်တွေတက်လာတဲ့ဟာက အဲ9ရက်ကနေပြီးတော့9ရက်လောက်ထိအောင်ကြာလေးရှိပါတယ်ဆိုတော့ကိုပလင်းထဲမှာထည့်ထားမယ်ကျုပ်ခုနဲ့ရှောက်လိုက်မှာဒီအမြုပ်လေးတွေဖန်ပလင်းကိုသုံးမယ်ဆိုရင်တော့ဒါလေးမြင်ရမယ်ပေါ့နော်9ရက်ကနေ9ရက်လောက်ကြာမှာဆိုရင်အမြုပ်တွေတက်လိမ့်မယ်အမြုပ်တွေရက်သွားပြီဆိုလို့ရှိရင်တော့ဒါဆိုရင်ဒီထဲမှာရှိတဲ့အရေးကိုစစ်ယူပြီးတော့မှကျွန်တော်ဒီအပင်အားစင်းနေနဲ့စပြီးတော့သုံးလို့ရပါပြီဟုတ်ပြီရလာတဲ့ဒီအရေးတွေကိုကျွန်တော်တို့ဘယ်လိုပုံစံနဲ့ပြန်သုံးမလဲပေါ့နော်ဆိုတော့ဒီထွက်လာတဲ့ရှာလကာရီရှာလကာရီနဲ့ကျုပ်ခွန်းနဲ့ရောပြီးတော့မှထွက်လာတဲ့ဒီအပင်အား အပင်အားစီးရာဆိုလို့ရှိရင်ပေါ့နော်ဟိုပြင်းအားကတော်တော်များပါတယ်ဆိုတော့သူ့ကိုဒီတိုင်းသွားသုံးမယ်ဆိုရင်အပင်တွေလောင်သွားပါလိမ့်မယ်ကဲဒီရလာတဲ့အရေးတွေကိုကျွန်တော်တို့ဘယ်လိုမျိုးသုံးမလဲပေါ့နော်ဆိုတော့ဒီလိုမျိုးဟိုပေါင်းဆက်ပြီးတော့မှရလာတဲ့အရေးကိုကြားလို့ရှိရင်တော့ဒီ water soluble calcium လို့ခေါ်ပါတယ်ဆိုတော့ရေမှာပြောင်းဝင်သွားတဲ့ calcium ရေလို့ခေါ်တယ်ဆိုတော့သူကပြင်အားလည်းများပါတယ်ဆိုတော့သူ့ကိုသုံးမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီရေတကားလမ်းမှာအာဒီဖြော်ဒီအာဇီရေကလက်ဖက်ရည်စွန်းတစ်စွန်းလောက် ထည့်မယ်ဆိုလို့ရှိရင်ကိုပဲလုံလောက်ပါတယ်ဆိုတော့ဒီဟာကိုဖြန့်သိမ်းတဲ့အချိန်တွေကတော့ဒီအပင်တွေမှာဆိုလို့ရှိရင်ဒီပန်းပွင့်တဲ့အချိန်တို့အတိကင်းဝင်တဲ့အချိန်တို့မှာဆိုလို့ရှိရင်ဖြန့်ပေးရင်ပိုကောင်းပါတယ်ဆိုတော့အပင်တွေမှာအဲ့အချိန်မှာဒီကယ်စီယမ်လိုအပ်ချက်လည်းမြင့်မားနေတဲ့အချိန်ဖြစ်ပါတယ်ဒီလိုမျိုးသုံးလိုက်မယ်ဆိုလို့ရှင်တော့ဒီအသီးတွေအက်ကွဲတာတွေတက်တာလာမယ်။နောက်အသီးရဲ့အရာတာတွေလည်းပိုချူလာမယ်။နောက်တစ်ခုကတော့ဒီ အာကေစီအန်ရဲ့လှုပ်ဆောင်ချက်ကကြောင့်လူတွေမှာအယုစစ်တမ်းပါစေသလိုပဲဒီအပင်တွေမှာဆိုလို့ချင်းလည်းဒီအရွက်အကြောတွေပို့ပြီးတော့တောင်တင်းခိုက်มาလာမယ်အဲပြီးလို့ချင်းဒီအသီးတွေမှာဆိုလို့ချင်းလည်းအဲကျွန်တော်ဒီကွဲအပ်တာမျိုးတွေကိုပို့ဟိုကောက်ွယ်ပေးတယ်ပေါ့နော်မာအထူးဖြင့်ကြော်ဒီခရမ်းချင်းတီတို့နောက်တစ်ခုကရှောက်လိမ်မော်တို့ဒါမျိုးတွေမှာဆိုလို့ရှိရင်လေဒီကယ်စီယမ်ချို့တဲ့တယ်ဆိုလို့ရှိရင်ဒီအသီးအသီးတွေအကွဲရမျိုးတွေတွေ့ရတတ်တယ်ပေါ့နော်ဆိုတော့ဒါတွေကိုတတ်တာစီပါတယ်အဲ့ဒါဆိုရင်တော့နောက်ဆုံးမှဒီသူတေသနအထောက်ထားလေးတွေကို ကျွန်တော်ပြန်ပြီးတော့သွားလိုက်ပါမယ်ဒီနီလန်းကိုဘသူကစတွေ့ခဲ့လဲဆိုတော့ဒီကိုရီးယားမှာရှိတဲ့ဒီ Nature Family Korea Nature Family KNF လို့ခေါ်တဲ့အဲဒီကျောင်းကနေပြီးတော့မှအာဒေါက်တာဒေါက်တာချိုဟန်ကျူဆိုတဲ့တယောက်ကနေပြီးတော့စပြီးတော့တွေ့ခဲ့တာပါဆိုတော့ဒီ1960လောက်ခရဲကဒီကိုရီးယားမှာစတင်ခဲ့တဲ့ဒီစနစ်ဖြစ်ပါတယ်ဆိုတော့ဒီကက်စီယန်ကိုအာ KCN ကိုဒီရေမာပြောင်းဝင်နိုင်တဲ့နီလန်းတွေကိုပြန်ရှာဖွေနေမှာတွေ့ရှိတာပါဒီနီလန်းကိုလည်း American နိုင်ငံမှာရှိတဲ့ University of Hawaii လို့ခေါ်တဲ့ဒီတက္ကသိုလ်စိုက်ပျိုးရေးမဟာဌာနကနေပြီးတော့လဲအာဟိုလက်တွေ့ဆန်းသက်ပြီးတော့မှအတိမတ်ပြုခဲ့ပြီးတော့မှသူတို့ကိုယ်တိုင်ဝယ်ဒီတုံဆက်ပြီးတော့နီလန်းချက်တွေထုတ်ပြန်ပေးခဲ့ပါတယ် ဆိုတော့သူတို့ရဲ့ဒီသုတေသနတွေအရာဆိုလို့ရှိရင်ဒီချက်ဥခွန်ထဲမှာရှိတဲ့ကယ်စီယမ်ကိုဆွဲထုတ်ဖို့ဆိုလို့ရှိရင်ဒီ osmotic pressure နဲ့ဒီ chemical reaction လုပ်ပေးဖို့လိုအပ်ပါတယ်ဆိုတော့အဲ့ဒါကြောင့်မလို့ဒီချက်ဥခွန်တက်ဆဆိုလို့ရှိရင်ဒီ shark ရေးဆဲစတစ်အချို30မဖြစ်မနေတုံးပေးဖို့လိုအပ်ပါတယ်ဆိုတော့ဒီလိုမှသာလျင်ဒီကယ်စီယမ်ကာဗွန်နိတ်ကနေပြီးတော့ဒီအပင်တွေစားသုံးလို့ရနိုင်တဲ့ကယ်စီယမ်အက်စစ်တစ်နေနဲ့ပြောင်းသွားမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးကို ကြည်နေကြတဲ့တောင်သူတွေစိုက်ပျိုးရေးဝါနာရှင်တွေကြီးနေကြလိမ့်မယ်လို့ထင်ပါတယ်ဒီလိုမျိုးနီလန်းတွေကိုဒီ online မှာရှိနေတဲ့နီလန်းတွေကိုချက်ချင်းကြီးမယုံလိုက်ဖဲနဲ့အခုလိုမျိုးသူရတနာနဲ့ပြန်တွဲဖက်ပြီးတော့မှလေလာတာမျိုးတွေပဲဖြစ်ဖြစ်တကယ်လို့မှတန်ရာဖြစ်နေရဲ့ဆိုလို့ရှိရင်ဒီအစေးအောင်လန်းစိုက်ပျိုးရေးဖုန်းဆော်ဝဲလိုမျိုးနေရာမျိုးမှာ ဒီတက်ဆိုင်ရာပညာရှင်တွေနဲ့မေးမြန်းဆွေးနွေးပြီးတော့မှတိုင်ပင်တင်ပါတယ်ဆိုတော့တခါလေးမှဆိုရင်ဒီ online မှာရှိရနီလန်းတွေကဟိုကောင်းတဲ့ဟာတွေရှိသလိုပဲအချို့ဟာတွေကအချိန်ကုန်လူပင်မှန်ပြီးတော့ပတ်စံကုန်တာပဲဖြစ်ပြီးတော့မထီရောက်တာမျိုးတွေလည်းဖြစ်တတ်ပါတယ်ဆိုတော့အဲ့တဲ့ကြောင့်မလို့ကိုနီလန်းတွေ లై မလုပ်ခင်မှာဆိုလို့ရှိရင်ဒီတက်ဆိုင်ရာကျွမ်းကျင်ပညာရှင်တွေနဲ့ဆွေးနွေးတိုင်ပင်ပြီးတော့မှလောက်ချဖို့ရအတွက်အကြံပေးလိုပါတယ်နောက်ထပ်သိချင်တာတွေရှိတယ်ဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ဒီဗီဒီယို comment အောက်မှာမေးခဲ့လို့ရပါတယ်ဆိုတော့နောက် video တွေမှာပြန်လည်တွေ့ကြပါမယ် ཁས ཁས